2015ခုထီတော်တင်ပွဲခန်းနာမှာဒီရရမှာရှိတဲ့ပုံကိုယ်တွေကအခုတရားဝဲတောင်းဖို့အစီအစဉ်ကြားရောက်လာပြီပေါ့တကယ်တော့ဒီလူပွဲမှာအခမ်းအနားမှုအနေနဲ့ခန်းနာအစီအစဉ်ကျင့်ကျင့်ညာနိုင်ဖို့ကောင်းတာပေါ့ကဲတရားတောင်းကြပါနော် ဒီကနေ့အရာဝတီတိုင်းကြံခင်းမြို့နယ်အလုံးတောင်ကျေးရွာရွာဦးဘုံတော်ကြီးအကြောင်းမှာတီရှိကိုးွယ်တဲ့ရွှေရကုံပုံသူဇေဒီတော်ဖရာနေကစားတင်ပွဲထီတော်တင်ပွဲအကျိုးကာလမှာရဝေးရနေ့ ဓမ္မမိတ်ဆွေသူတော်အစဉ်အပေါင်းတို့ကိုပင့်ဖဲ့၍နေမြေတိတိကဓမ္မဂရိကဆရာတော်တန်ဃာတော်ရှင်သူမြတ်တွေကိုပင့်ဖဲ့ကတရားနာတဲ့ဓမ္မတဝနတရားဟောတဲ့ဓမ္မဒေသနာပွဲပေါ့ပရမဥစွာဥစဉ်နေနဲ့ပြောခြင်းလာကတော့ဒီလို ိမိတို့ရက်ရွာမှာမိမိတို့ရက်ရွာကိုဓမ္မဖြင့်ကျေးဇူးပြုတဲ့ဒီတက္ကမလေးမတ်နေမှာဝင်ပေါ့နော်ဦးဇင်းတို့ကြားသိရသမျှမတ်နေမှာဝင်တဲ့တငယ်ချင်းတွေဒီနန်းယူတို့အဖွဲတွေဓမ္မဒါနပြုတဲ့အတွက်ဦးဇင်းနေလည်းအမြတ်တမ်းအံ့ဩချီးကျူးဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိတယ်လို့ပြောပြရစီ ီလိုသူတို့လေးတွေကနေပြီးတော့မိမိတို့ရဲ့လူအားငွေအားကာယအားညာနာအားအရှိတမြအကုန်စိုက်ထုတ်ပြီးတော့ခက်ခက်ခဲခဲပင်ပင်ပန်းပန်းစိတ်အားလူအားနေမညာမဝေယဝဇကုသူတွေပြုတ်လုတ်ပေးလို့သူတို့ရဲ့ကိုယ်စားဒီတရားနာကြွလာတဲ့ ธรรมะไม่สวยธรรมะตาหายะตัวเราเองป้องนกูตัวเราเองกูจะอุ้งาดีดกามาเลยดีกูเจสุตินเอลุพระมาอุ้งเปียวเปียสสุราดิลุพเวมาอุ้งจินเนเจสุพิวเบจินนากะพยาจินหัวใจดอมุเกเรนิเกงายะเทมา အပါဝင်ဖြစ်တဲ့အင်္ဂုတ္တရနိကေတွေကအတာရန္တရတုတ်ကိုအခြေခံပြီးတော့ဘုရားရှင်ရဲ့နိကေ၅ရပ်တဲ့ကဟိုဟိုဒီဒီတုတ်တွေကိုကိုးကားပြီးတော့ဒီညတရားသဖြင့်မှာကျေစုပြုပေးမယ်ပေါ့တရားရဲ့ခေါင်းစဉ်ကတော့ဒုတာဝံဒုအရေး၄ပါးတရားတော်လို့မှတ်ထားလိုက်ပေါ့ပါရလေပိယတကြီး ဒီဒုတာဝံဒုအရေး၄ပါးတရားတော်ဆိုတာကအစောကပြောခဲ့သလိုပဲဘုရင်တို့တရားဟောတဲ့ဆရာတော်တွေရဲ့တရားတော်ကိုယ်ပိုင်မဟုတ်ကြတရားပိုင်ရှင်ဥဇနောရဲ့မြတ်ဗုဒ္ဓဘုရားသခင်ရှိတယ်ဒါကြောင့်မလို့တရားပိုင်ရှင်ဖြစ်တော်မူသောမြတ်ဗုဒ္ဓဘုရားရှင်ကို ပထမဥစွာရှိကိုလိုက်ကြကုန်စို့အာလုံးတရားနာပိတ္တပေါင်းသူတော်ကောင်းလက်ဥကလေးတွေရှိထားလိုက်ကြဦးစင်ကဆိုပေးတဲ့ကားသာပါဠိအ ਨੇ အတိတ်ပဲတွေကိုအာယုံပြုပြီးတော့တရားပိုင်ခြင်းဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုရိုးရိုးသေးသေးလေးလေးစားစားမျက်မျက်နှုံနှုံရှိကိုလိုက်ကြရအောင်ဧဝနဝဟိဂုဏေဟိလောကမိဂိတ်တိပြပိတံ Adulang dhamma rasanam undami tihi tadaram Ewanwahi gunehi irahada salati kubhyata kundha pandupyam Lokami bhavasam ambandam samnay Kedi bhyabhidam dhendai dongkha bedin thamyat nansatadin Jozo jinsido mutadam အတုလံသီလကောင်းတိတမာတိနှင်ជីပိပညာလွန်ခဲ့သာ၍ပြိုင်လာနိုင်သူအတုလဲရှိတော်မမူထသောဓမ္မရာဇာနံသုံးဘုံမကိုက်သုံးတိုက်တရပုသုံးလူသင်ကျဓမ္မရေတုဒ္ဓါရှင်တော်မြတ်ဖျားကို တိဟိလအုတ်အင်ဇလီနှုတ်တန်ရှိလျက်ကြည်ရွှင်မနောသုံးပါသောဒွါရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုရိုသေးခြင်းရှိသည်ဖြစ်၍ဝန္တာမိကုံတော်ထုံမှန်ပုံတော်မှန်လျက်ရှိမွန်းဒောပနာပနာညွတ်ကျိုးလက်ဆုံမိုး၍ ရှိခိုးကြတော့ပါဤမြတ်စွာဘုရားဒီကနေ့အလုံးသောဓမ္မတာဟာယဓမ္မမိတ်ဆွေသူတော်စင်ပေါင်းကိုကျေးဇူးပြုမဲ့တရားတော်ကဘာတရားပါလဲအဲဒီတရားကိုဘုရားရှင်ဟာ ဒီတာရဏတသုတ်ကိုအခြေခံပြီးဟောကြားမယ်ဆိုတော့ဒီတရားကိုဘုရားရှင်ကဝေသာလိပိလိမ့်ဆွေမင်းသားတွေကိုဟောကြားခဲ့တာပေါ့လိမ့်ဆွေမင်းသားတွေကိုဟောကြားခဲ့တဲ့အကြောင်းတရားကတော့အကြောင်းအရာကတော့ຢာခဲ့တဲ့အရာဝတ္ထု၅မျိုးကိုဟောကြားခဲ့တာပါဒီຢာခဲ့တဲ့အရာဝတ္ထု၅မျိုးထဲမှာနံပါတ်၁ကပါလဲဆိုလို့ရှိရင် တထာဂတတအရဟတောသမ္မာသမ္ဗုဒ္ဓတပါတုဘာဝတုံလဘောလောကသမိန်လောကသမိန်ဟောဒီလောကကြီးထဲမှာအရဟတောပူဇော်သူကိုခံယူတော်မူထိုက်ထသောသမ္မာသမ္ဗုဒ္ဓတမဖောက်မပြန်တယံပူညာဖြင့်မိမိလိုလို ကိုတော်တိုင်းသာတည်တော်မူပြီးထသောတထာဂတတဖျားရှင်အား ပါတုပါဝထင်ရှားဖြစ်ပေါ်လာခြင်းကိုတွန်လဘောရခဲ့လပေ၏ပထမဆုံးရခဲ့တဲ့အရာဝတ္ထုကဘာလဲဆိုလို့ရှိရင်ဒီလောကကြီးထဲမှာဖယားတဆူနဲ့တဆူပွင့်ထွန်းပေါ်ပေါ်ဖို့အင်မတန်မှဖြစ်တောင်းဖြစ်ခဲ့ပဲတွေ့ကြုံခဲ့တယ်ဖယားတဆူနဲ့တဆူပွင့်ခဲ့တယ်လို့ဆိုလိုတာပေါ့ ဥဇနဗုဒ္ဓဘာသာဝင်နေရဘုရားတဆုနဲ့တဆုပွင့်ဖို့ရန်ဘလောက်အချိန်နေကြာမြင့်နေဘလို့ဘုရားရှင်ကြိုးစားခဲ့ရတယ်ဆိုတာအလုံးသိပြီးသားဒါတွေကိုဥဇနနဲ့ဒီနေရာမှာအထုတလဲအကျက်တဲ့ဝင့်ရှင်းလင်းပြောပြောပြဖို့လုံးမမထင်ပါဘူးနံပါတ်2ရခဲ့တဲ့တရားကဘာလဲဆိုလို့ရှိရင် တထာဂတဘဝေတိတတဓမ္မဝုနိယတဒေသေတာပုဂ္ဂလောဒုံလဘောလောကတမိန်လောကတမိန်ဟောဒီလောကကြီးထဲမှာတထာဂတဘဝေတိတတဖရာရှင်ဟောကြားတော်မူခဲ့သောဓမ္မဝိနယတသုတ်အပိဓမ္မဝိနည်းတွေကိုဒေသေတာပြန်လည်ဟောကြားပေးမဲ့ပုဂ္ဂလောပုဂ္ဂိုလ်ကိုဒုံလဘောတွေ့ရခဲ့တယ် နံပါတ်နှစ်ရခဲ့တဲ့တရားကဘာလဲဆိုလို့ရှိရင်ဒီလောကကြီးထဲမှာဘုရားရှင်ဟောကြားခဲ့တဲ့တရားတော်တွေကိုပြန်လဲဟောကြားပေးမယ်ပြန်လဲပြောပြပေးမယ်ပြန်လဲဖောက်သျှပေးမယ်ပုံကိုတွေ့ရခဲ့တယ်ဦးဇင်းတို့ဒီယွာမှာပဲဖြစ်ဖြစ်ယွာထဲမှာလူဆုံးလို့စကားဆက်မိလို့ပြောကြတယ်ဆိုလို့ရှိရင် ဘုရားရှင်ဟောကြားခဲ့တဲ့တရားတော်တွေကိုပြန်လဲပြောပြတဲ့ပြန်လဲဖောက်သင်ချတဲ့ပုဂ္ဂိုလ်မရှိနိုင်ပါဘူး။ဟိုကြောင့်ဒီကြောင့်တာယေသမီးရဲ့နိုင်ငံရေးစီးပွားရေးဒီကြောင့်ပြောတဲ့ပုဂ္ဂိုလ်ပဲများပါဒါကြောင့်မလို့တတကတပူဝိတ္တတဓမ္မဝိညာတဒေသေတာပုဂ္ဂလောတုံလဘောလောကတမေဒီလောကကြီးထဲမှာဖះရှင်ဟောကြားထားတဲ့တရားတော်တွေကိုပြန်လဲဟောကြားပေးမယ် ပြန်လဲပြောပြပေးမယ်ပုံကိုတွေ့ရခဲ့တယ်လို့ဆိုလိုတာပေါ့ဒါလည်းပဲထင်ရှားပါနံပါတ်3ကဘာလဲဆိုလို့ရှင်တထာဂတဘွေတိတ္တသဓမ္မဝိညာတဒေတိတ္တဝိညာတပုဂ္ဂလောဒုံလဘောလောကသမိန်လောကသမိန်ဟောဒီလောကကြီးထဲမှာတထာဂတဘွေတိတ္တသဘုရားရှင်ဟောကြားတော်မူခဲ့တော် ဓမ္မဝိနည်းတာတရားဒေသနာတော်တွေကိုဒေတိတ္တတပြန်လဲဟောကြားပေးမဲ့ပုဂ္ဂိုလ်တော်ရှိပါရဲ့ဒီရော်ထဲမှာတချို့ပုဂ္ဂိုလ်တွေဖះရှင်ဟောကြားထားတဲ့တရားတော်တွေကို ပြန်လဲဟောကြားပေးမဲ့ပုဂ္ဂိုလ်တွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့လို့ဝိညာတာတိနာလဲတော်ပုဂ္ဂလော ပုဂ္ဂိုလ်ကိုတော်လဘတို့ရခဲ့တယ်ဒါပေမဲ့လို့တဲ့ တရားတော်ပြန်လဲဟောကြားပေးမယ်ပုံကိုယ်တွေကိုတွေ့ပေးမယ်လို့တရားတော်ဟောကြားတာကိုနားလဲတဲ့ပုံကိုယ်တော့တွေ့ရခဲ့ဒီကြောင်းတိုက်ထဲမှာအခုတရားဝဲကျင်းပါတာဒီနေ့ဆို3ရက်မြောက်ရှိပထမဆုံးရက်ဒုတိယရက်တတိယရက်ပထမညဒုတိယညတတိယည3ညရှိဒီလို3ညဒီနေရောဆို3ည ဟောကြားတာဆရာတော်တွေလာလာပြီးတော့ပြင်ပေါ်တက်ပြီးတော့ဟောကြားခဲ့တယ်ဟောကြားပေမယ်လို့ဝိညာတာနားလေတဲ့ပုံကတော့ဒီတရားနာပိဋကတ်ထဲမှာတွေ့ရခဲ့တယ်အခုဒီတရားနာပိဋကတ်တွေကိုပထမဆုံးညကပထမဆုံးဆရာတော်ကဘာတွေဟောကြားခဲ့တယ်လဲလို့မေးရင်ဘယ်လိုဖြစ်မှတ်မိရလားနားလေရလား ဒုတိယညကဆရာတို့ကဘာတရားတွေဟောကြားခဲ့တယ်လဲလို့မေးလို့ရှင်ရောနားလည်ရလားမှတ်မိရလားဒါကြောင့်မလို့တထာဂတပွေတ္တဓမ္မဝိညတဒေတိတ္တဝိညာဏပုဂ္ဂလောတုံလောဘလောကတဲ့ဒီလောကကြီးထဲမှာမြတ်စွာဘုရားရှင်ရဲ့တရားတွေကိုပြန်လည်ဟောကြားပေးတဲ့ဓမ္မဂရိကဆရာတို့ညောင်များစွာတော့ရှိတယ် ဒါပေမဲ့တရားဟောတဲ့အချိန်မှာတတိဆုံးလို့သာတာတုခေါ်လိုက်ကြရတာဝိညာတာတရားတော်ရဲ့အတိတ်ဘက်ကိုနားလည်တဲ့ပုဂ္ဂိုလ်ကတော့ဒုံလဘောတူရတယ်